ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel နဲ့ကနေပြန်လဲကြိုဆိုလာရပါရှင်တထုံတွင်လူငယ်များကိုစိတ်မထခံရပေါ်ရဆွဲဖန်စီရတွင်ပါဝင်နေတဲ့စိတ်မထဟောင်းကြည်စော်နဲ့ချွေးမတို့ပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပေးမှာဖြစ်ပါရှင်မွန်ပြည်နယ်တထုံမြို့တွင်လူငယ်များကိုပေါ်ရဆွဲဖန်စီရအကြံပေးစတဲ့အားနေအများလက်လက်ပြတ်တနေသည့်စိတ်မထဟောင်းကြည်စော်နဲ့ချွေးမဖြစ်သူတို့ကိုဖန်စီရန် ်လာနေစဉ်ခုခံချက်ပြင်၍ပြစ်ခတ်ဖမ်းဆီးခဲ့ရမှာနှုတ်စလုံးတည်ဆုတ်ခဲ့ကြောင်းပြည်သူ့ဘက်တော်တအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ထောင်ထားတို့ပြောဆိုထားဖြစ်ပါရယ်မတ်လ၁၉ရက်နေ့နဲ့၁၇ရက်နေ့ခန့်တွင်တထုံမျိုးနိုင်ခဲရက်ွယ်လေးချောင်းရန်စစ်တပ်နဲ့ကလျက်ရှိနေတဲ့ဘိုးဘွားရိတ်တန်းရှိရှားအိမ်မူကျော်တူဟင်းရဲ့နေအိမ်ကိုတော်လိုက်တဖက်များကဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် ဒို့တော့ဝင်ရောက်ရှာဖွေနေစဉ်ရာအိမ်မူကြော့တွင်ဟင်ဟာနေအိမ်၌မရှိတော့ကြောင်းလွတ်မြောက်သွားခဲ့ပြီး၎င်းရဲ့ဖခင်ဖြစ်သူစင်မထန်းဟောင်းကြည်စောနဲ့၎င်းရဲ့အမျိုးသမီးဖြစ်သူနှွဲ့နှွဲဝင်းတို့ကိုတော်လိုင်းရဲ့ရဲဘော်များကဖမ်းဆီးခဲ့ကြောင်းကျတော့ဖက်စီလာစေလက်ခွလက်တနေရအရောက်တွင်ကြည်စွန်ဟာပြက်လက်ခွက်ခက်ပြီးရဲဘော်တဦးထံကနေတနက်လူယူကနှွနှဝင်းမှလည်းကားပေါ်နေဆင်းပြေးတော့ကြောင့်ပြစ်ခတ်ဖန်းစီခင်ရနှုတ်စလုံးတေဆုခဲ့ကြောင်းသိရှိရပါသည် တင်ဆောင်သွားခဲ့တဲ့ကျူဆွန်ဟာစမှုထမ်းဟောင်းဖြစ်ပြီးရဲတရင်ပေးအဖြစ်လှုပ်ဆောင်တွေကအကြံဖက်စစ်တပ်အတွေ့စမှုထမ်းရဲ့လူငယ်များဆူဆောင်းပေးခြင်းလူငယ်များရဲ့နေအိမ်များကိုလိုက်လံပြသနေတဲ့သူဖြစ်ကြောင်းသူပြင်းနော်နော်ဝင်းဒီနဲ့ရောက်ချဖြစ်သူရအိမ်မူကျော်သူဟင်းကိုအောက်ကိုပြင်ရက်ွက်နေပြည်သူများအပေါ်မှာရန်ကားခြင်းလှုပ်ဆောင်တွေရဲ့သူဖြစ်ကြောင်းသိရှိရပါတယ် ကျွန်တော်ပြည်သူများပေါ်မှာနေမျိုးဆိုဒုက္ခပင်းနေခြင်းကိုအများဆုံးရပ်တန့်ရန်တော်လည်းတပ်ဖွဲ့များကတတိပိချက်များနေအမျိုးမျိုးဖြင့်အကြောင်းကြားပြောဆိုနေတော်လည်းပဲဆက်လက်ကျွမ်းနေတော်ကြောင်းဝေရောက်ဖန်စီခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရှားအိမ်မူကျော်တူဟေရဲ့နေအိမ်မှာလည်းတတ်တဲ့အထောက်အထားများဖြင့်ကျော်တူဟေကိုရှားအိမ်မူခန့်နဲ့အစားရင်း ကြည်စော်ရဲ့အစ်ဖက်နဲ့တက်ဆိုင်ရတဲ့ဆောင်ရွက်ဆောင်နဲ့နော်နိုဝင်ရဲ့ချဲရောက်တဲ့အမတ်တန်ဆောင်ရွက်များပြည်သူများဟိုမတရားအတိုးနဲ့ချီယူထားတဲ့စင်စရာများရွှေပေါင်းရှာအမြောက်များနဲ့ဆိုင်ကတစီတို့ကိုတက်တဲ့အဖြစ်သိယူလိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကြောင်းရဲ့ဆက်ပင်မှုကျွန်မရဲ့ကြံနာကိုပြောပါရှင်။အမေနာဆုံအတွေ့အကြုံကျေးဇူးတင်ရှိပါတယ်ရှင်။